USAID ပေးရင် DOGE ရဲ့ဂျိုပန်မှုများစီးမြများနဲ့မကန့်ညီဟုဆုံး USAID ကိုပိတ်ပင်ဖို့အတွက်အီလိုမဲဥဆောင်တဲ့ DOGE ဂျိုပန်မှုတွေဟာစီးမြစီကင်းတွေနဲ့မကန့်ညီဘူးလို့ Federal တရားသူကြီးတူကပြောကြားလာတာကို NPC သတင်းမှဖော်ပြထားပါတယ် agency ကိုအရှိန်မြှင့်ပိတ်ဖြစ်ဖို့ချိုးဖဲနေတာဟာအမေရိကန်ဖွဲ့စည်းပုံခြေခံဥပဒေကိုနှီးလမ်းများစွာနဲ့ချိုးဖောက်ဖွယ်ရှိတယ်လို့အမေရိကန်ခရိုင်တရားသူကြီး တီအိုဒေါ်တီချမ်ကအမိတ်ပေးလာခဲ့ပါတယ်။ဒါကြောင့်အမေရိကန်ခရိုင်တရားသူကြီးတီအိုဒေါ်က USAID ဝန်ထမ်းတွေနဲ့ကန်ထရိုက်တာတွေအားလုံးအတွင်းအီးမေးလ်၊ငွေပေးချေမှု၊လုံခြုံရေးသတိပေးခြင်းနဲ့အခြား electronic စနစ်တွေကိုအသုံးပြုခွင့်ပြန်လည်ထည့်သွင်းဖို့အတွက်မတ်ပြင်အစိုးရစွမ်းဆောင်ရည်ဌာနကိုအမိတ်ပေးခဲ့ပါတယ်။တဖက်မှာလည်း USAID ကတရားဝင်အခွင့်အာဏာရှိအရာရှိသူကခွင့်ပြုချက်မရှိဘဲ USAID နဲ့ပတ်သက်တဲ့ ဘလို့အေးအေးယူမှုမျိုးမဆိုမလုံဆောင်ကြပုံ DOGE ရဲ့ Elon Musk ကိုတတိပေးထားပါတယ် DOGE ဟာ agency ကောင်းဆောင်ပိုင်းရဲ့ထင်ရှားတဲ့ခွင့်ပြုချက်မရှိဘဲလုံဆောင်ချက်များစွာကိုလုံဆောင်ခဲ့တယ်လို့အမေရိကန်ခရိုင်တရားသူကြီး TO ဒေါကပြောပါတယ်မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။